ငါမလုပ်ရမှာလေမိဝိုင်းကိုဝင်းမပြနိုင်အောင်ဘလို့တားရမှာလေအဲ့နောက်တော့စောင်းဦးတုံးကအတိုင်းလို့ဖို့အတွက်အကြံရသွားတယ်အေးဟုတ်တယ်အဲ့လိုပဲလုပ်ရမယ်ဒီလိုနဲ့စောင်းဦးတုံးကလည်းမိုးတိမြင်အောင်ရိုက်တယ်ဒါမှမဟုတ်မိဝိုင်းကတော့စောင်းဦးနဲ့မတူဘူးမိချမ်းဖြစ်တဲ့တက်တောင်နိုင်ကိုပြင်းရင်နိုင်နေခဲ့တာပါဒါကိုအဝေးကနေကြည့်နေရင်မြင်းပြရောက်လာတယ်မာလီမိချမ်းတက်တောင်အဲ့လောက်မြင့်မပေးအောင်လေ သူစည်းကမ်းတဲ့သူသတ်မှတ်ထားရှိသတ်မှတ်ထားတဲ့အမြင့်ပေးတဲ့ကြောင့်ပြစ်ပေးတဲ့သူကအမှတ်လျှော့မှာနော်အဲ့လိုပြောပြီးထွက်သွားတာဆိုတော့မိချမ်းလေးနောက်တစ်ချိန်ကြံစီလာကမအောင်မြင်သွားခဲ့ပါဘူးပေါ်ဒူရိုတတိနေ့လေတမင်စားကြိတ်မှာတော့အာကစားခမ်းမတွေကိုရောက်နေကြ යි ဟာနေ့လေတော့ရောက်နေအောင်မနာကြအောင်ခမ်းမတွေမှာတော့ စက်တောင်ရိုင်ပြိုင်ပွဲအတွက်လေးကြည့်နေကြတယ်။သူတို့တန်းမော်တငယ်ချင်းမိစန်းနေဆောင်ကိုတွေ့လိုက်ရတယ်။ဟေးဆောင်းဆောင်းဆောင်းကလည်းမိဝိုင်းတန်ကြတော့မိစန်းနဲ့စက်တောင်ရိုက်နေရပြေးလာတယ်။ဟဲ့မိဝိုင်းနေငါတို့စက်တောင်ရိုက်တာကိုနားကြည့်ရလား။ဟုတ်တယ်။မင်းတော့တော်တော်ကြွနေပြီပဲ။ပြိုင်မဝင်မို့ဘလို့လဲ ready ပဲလား။ ready ပဲပေါ့ဟာအဲ့ဒီကိုပဲစောင့်နေရ။နင်းနဲ့မိစန်းကတရွဲရိုက်ရလား။ဟုတ်တယ်ဟာ ငါနဲ့တန်းတူတာဆိုလို့မိချမ်းမရှိရလေအဲ့ဒါနဲ့ငါတို့ကတတွဲဖြစ်သွားကြတာဒါဆိုမိချမ်းနဲ့နေနဲ့ပြန်ရမှာပေါ့အင်းဟုတ်တယ်ဟိုကြောင်းနေပြန်ဝင်မလို့လေအဲ့ဒီကနေမှတစင်ထက်ထက်ရင်တော့တခြားကြောင်းကလူနဲ့ပြန်ရမှာပေါ့ဘာပဲဖြစ်ဖြစ်နင်တို့ခုလိုလာပေးတာငါဝမ်းသာတယ်သိလားဟဲ့ဆောက်နင်မလေးကျင့်တော်ဘူးလားတို့နဲ့ပဲစကားပြောနေရောမလားငါဆောက်နေရကြာနေပြီနော်အေးဟုတ်သားပဲဆောက်တော့တော့နေချင်းကြီးငါတို့လည်းပြန်တော့မှာလေ ီမိချမ်းကလေဘာမှမသိဘူး။ဟိုရရရင်သူတသက်မဲ့အကျင့်ယုံနေဟာဒါကနားကျင်နေဟာစကားပြောလို့ရတယ်။ဟမ်။ဒါပေမဲ့လေမိချမ်းကသူတို့ကိုစိုက်ကြည့်နေအောင်လို့ပြဿနာမတက်ချင်တာနဲ့မိဝိုင်းကအေးပါကြောက်စင်းမှထက်လာခဲ့မယ်။အခုတော့ငါလည်းတင်စားတော့ဆရာရှိလို့သွားတော့မယ်။အေးပါအဲ့ဒါဆိုလေသွားသွား။ဒီလိုနဲ့ပို့ထရုတ်တွေဆောင်းကိုနှုတ်ဆက်ပြီးအားကစားခဲမတွေကနေထွက်လာခဲ့ကြတယ်။ ညနေကျောင်းစင်းတော့မိဝိုင်းကဟဲ့ငါတို့စာအုပ်စီကိုသွားအောင်မလားမသွားတော့ဘူးဟာငါနဲ့ငမိန်ကကိုကျူးကိန်းဆိုင်သွားမလို့နင်းနဲ့တော့ပဲသွားလိုက်တော့လေငါလဲခဲ့မယ်မိဝိုင်းငါကြက်တော်ရဲ့တာကြည့်ကျင်တယ်ဒီလိုနဲ့ပိုထုနဲ့ငမိန်ကတဏီအောင်ထွက်သွားကြတယ်အဲ့ဒီအချိန်ကျောင်းထဲမှာမိချမ်းမိရောက်နေပြီးမိဝိုင်းကိုတွေ့တော့တမီးတမီးတမီးမိဝိုင်းမလားအန်ဒီကမိချမ်းမိပါဟုတ်ကဲ့တမီးတည့်ရဲ့ရှင် ။ဘာကူညီပေးရမလဲ။မိချမ်းဟာအခုကြက်တောင်ရိုက်နေရဆိုလို့လေ။အဲ့ဒါဘယ်ခန်းမှလဲ။အန်ဒီလည်းကြောင်းဟောအခုမှရောက်တာဆိုတော့ဘယ်နေရာမှာဘာရှိမှမသိဘူး။ဟိုဒါဆိုတော့ပဲအန်ဒီရဲ့တအားနဲ့လိုက်ခဲ့ပါဗျ။တအားလို့လေအခုပဲအဲ့ဒီကိုသွားကြအောင်လို့။ဒလုံနဲ့အတော်ဖြစ်သွားပြီးမိချမ်းမိလေမိဝိုင်းတို့နဲ့အတူလိုက်လာကြတော့လေ။မီချန်နဲ့စာအုပ်ကတော့အခစားရုံမှာအကြည်တန်းနဲ့လိုမျိုးပဲစက်တောင်ရိုင်လေးချင်းနေကြတယ် မိပြလို့တဲ့အမကြီးကမိချမ်းလက်ကိုတက်တက်ထားမယ်နော်ကြွေတာဝိုက်တာတေးစာပြန်လုံးအဲ့ဒီဘက်မှာအားနေနေရတွေ့ရတယ်မိချမ်းကိုပြောပြီးသွားတော့စောင်းကိုလည်းစောင်းလည်းအမြင့်နေကိုလှမ်းခုံပြီးရိုက်နိုင်အောင်လုံနော်တေးစာလေးလေးချင်းညကြားလာဒီလိုနဲ့တင်ပေးနေတော့မိချမ်းတယောက်သူ့အမီမိဝိုင်းနှုံးနဲ့အတူအထဲဝင်လာတာကိုမြင်သွားတယ်ဟာခုမမေပဲအမေကိုလေငါရိုက်ချက်ဒီဘလောက်ကောင်းနေပြီလဲဆိုတော့ပြအောင် သူ့မိစီကနေတကားမှချီချူမခံရဘူးတဲ့မိချမ်းကတော့အခုတကောက်ကစားတာကနေချီချူခံရအောင်လုပ်မယ်လို့တွေးပြီးပြောနေရပါအဲ့ဒီမှာပဲမိပြားကကဲစပြီကစားမယ်မြေချူအောင်ရှူမရဘူးအမြင့်ဟိုက်လိုက်မရဘူးဟုတ်ပြီနော်ဒလုံနဲ့မိချမ်းနဲ့ဆောင်းမတော်နေအောင်နောက်တစ်ချိန်ကစားကြပြန်နေတပတ်မှလည်းမိချမ်းမိကမိချမ်းနဲ့ဆောင်းကစားတာကိုကြည့်ရင်မိဝိုင်းတို့ကိုမိချမ်းမလို့လေကစားတာတော့ရဲ့လား အန်တီကတော့ခုမှစမြင်ဘူးတာဆိုတော့မသိသေးလို့လေတော်ရင်အန်တီရဲ့နှစ်ယောက်စလုံးကအပေးယူလဲများတယ်ဟိုတယောက်နဲ့တယောက်နိုင်နိုင်နေမိချမ်းမင်းလေးဒီစကားကြတော့စိတ်ချမ်းသာသွားတယ်တော်သေးအောင်ပေါ့အန်တီကသူ့ကိုစာမကျက်ချင်လို့ဒီအားစားလေးများဝင်လာလားဆိုပြီးစိတ်ပူနေတာအခုလိုထူးထူးကျွန်းကျွန်းစော့နေရဲဆိုတာသိလိုက်ရတော့လေဝမ်းသာပါတယ်သူတို့တလို့ပြောနေရောသူ့မိစီကနေချီကျူတာခံချင်နေရဲ့မိချမ်းကစောင်းခေါ်နိုင်အောင်စစ်တောင်ကို အမြင့်ကြီးလှမ်းရနေသည်ဝါစစ်တောင်အမြင့်ကြီးရောက်သွားပြီဟာအဲ့ဒီအမြင့်ကိုလည်းစောင်းဦးမကခုံပြီးတော့ရိုက်နိုင်လိုက်ပြန်တယ်ဟာစောင်းဦးကခုံနိုင်သားပဲမိုက်တယ်ဟိဒါလို့နဲ့လက်ခုပ်တွေတီးပြီးအားပေးနေရော်ဒီဒါပေမဲ့လည်းမိစန်းစိတ်ထဲမှာသူကဘာလို့ဖမ်းနိုင်နေရလဲငါအမေစီမှာချီချုခံခြင်းမလေးဆိုဖြစ်လို့ပြစီလားလှုပ်နေရဒါနဲ့မကြည်မနှက်ဖြစ်ပြီးနောက်တစ်ချိန်ထမင်းမြေဆိုင်လိုက်ပြန်နေ ဒီကတော့လေနင်ဘလို့မှမရဘူးပဲခொနကတက်ပုံမြင့်သွားတာဆိုတော့စောင်းမလမ်းကုန်ဆိုင်မှာဝိထားတဲ့ចောင်းစင်းလုံးကြီးနဲ့တုတ်ပြီးစက်တောင်နဲ့လွဲသွားသလိုပြန်ကြမှလည်းအချိန်နဲ့ဒူးစစ်လွဲသွားပြီအာနားလိုက်တာဒီတန်လေးကြာရောမိဝိုင်းနဲ့တုတ်ပေါ်စောင်းမစီကိုပြေးလာကြတယ်ဟဲ့ဆောင်ရလာဘာဖြစ်သွားလဲအာငါတို့ငါတို့နားရေဟာနာလုံးနာကြောင့် ။ဆောင်းမတယောက်နေရီတွေဝဲနေရနဲ့မိပြပြေးလာတယ်။ဖေဖေဖေအားလုံးပဲသူ့ကို စေပေကန်ကိုလိုက်ပို့မှရမှာ။ဒူးတစ်ခုဖြစ်သွားတယ်နဲ့။အမဘော်ဝိုင်းနေပေးကြမအောင် မြင်းမြန်။အိန်အော်တော်နီးပြလည်းဆောင်းကိုကြောပို့လို့ကျောင်းကစေပေကန်ကိုခေါ်သွားတယ်။ခမ်းမရင်းမှာတော့မိချမ်းနဲ့ဆောင်းကိုရှိုက်တောင်းမြင်လိုက်တဲ့ကျောင်းသူတွေကမိချမ်းကတက်တက်နဲ့ညှင့်ရိုက်တာ။အဲ့လောက်မြင့်ရင်ဘယ်လိုလုပ်ရှိုက်နိုင်မှာလဲ။အဲ့လိုပြောတာကို ။ကျန်တဲ့ចောင်းသူတွေကလည်းထောက်ခံကြတယ်။ဟုတ်တယ်ဟုတ်တယ်ငါတို့လည်းမြင်လိုက်တယ်။ပထမတစ်ချက်ထ ියා အမြင်ရပြီးတာ။ဒါအောင်စာအုပ်ကရိုက်နိုင်လို့ဒုတိယတစ်ချက်ကျပုံမြင့်တော့ဗေရနိုင်တော့မှလေ။အဲ့ဒီရဲ့ချင်းမိချမ်းမိကလည်းအဲ့ဒီစကားတွေကြားပြီးတော့မိချမ်းကိုဒေါသထွက်သွားတယ်။အမေဟိုသူတို့ပြောတာမဟုတ်ပါဘူးအထင်လွဲနေကြတာပါ။ဟမ်။ဒါပေမဲ့လေမိချမ်းမိကဘာမှမပြောတော့ဘူး။တကားတဲ့ခန်းထင်းကနေလှည့်ထွက်သွားတယ်။မိဝိုင်းကတော့ မိစန်းအောင်ပြောနေကြတဲ့စီနီယာเจ้าသူကြီးတွေကိုတော်မတော်မတို့ရဲ့မပြောပါနဲ့တော့သူလည်းပြန်မဲတယောက်အဲ့လိုထိခိုက်တာဝမ်းသာမနေပါဘူးအခုကစာအုပ်ကိုစိတ်ပူလို့ပြောတာဆိုပြီးမိချမ်းကတော့ဝိုင်းပြီးတော့မနှိုက်ကုတ်ကြပါနဲ့အဲ့ဒီရဲ့ချင်းမိချမ်းကတော့စိတ်ထင်းမှာအဲ့ဒါမိဝိုင်းနေကြနေငါ့မျိုးခေါ်လာလို့ဖြစ်တာငါငါ့မိစီမှာချီကျူးခံခြင်းလို့ဒလူလှုပ်လိုက်တာအခုစာအုပ်လည်းထိခိုက်သွားပြီအမေလည်းငါ့ကိုဒေါသထွက်ပြီအဲ့ဒါနေကြမယ် အဲ့လိုစိတ်သေးကနေမိပိုင်းကိုဒေါသထွက်တဲ့မျိုးလုံးနေနဲ့ကြည်နေရကိုတော့ဘွားမြင်သွားတယ်။အိမ်နောက်တော့မိချမ်းတယောက်ခမ်းမကြီးကနေညင်ရီရီနဲ့ပြေးထွက်သွားတော့တာပါ။ဟဲ့တော့ဘောငါတို့စာအုပ်စီလိုက်ရအောင်။ဘာဖြစ်သွားသေးလဲမသိဘူး။ဒီလိုနဲ့မိပိုင်းနဲ့တော့ဘောတို့နှစ်ယောက်ကတော့စာအုပ်မှရှိတဲ့စီပီကန်ကိုလိုက်သွားကြတယ်။စီဗီကန်နဲ့မဆီအောင်ကတော်သေးတယ်အချိန်မီလို့ ကျွန်တော်ခုပဲပြန်တော့မလို့လေ။ဘာဖြစ်လာလဲပြောပါဦး။ဒူဘုံသားပုံရတယ်ဆရာ။အဲ့ဒါလေးကြည့်ပေးပါဦး။ပြန်မွေးရလဲနင်းနေပြီမလို့လေ။ဒလုံနဲ့ဆရာဝန်ကစောင်းမရဲ့ဒူကိုကင်ကြည့်တယ်။ကင်ယုံနေစောင်းမတယောက်နာလွန်းတာဆိုတော့အာမရောက်ဆရာမရောက်။အင်းဒါဆိုရင်တော့ဒူတင်ပိုင်းကအစ်စ်လွဲသားပုံရတယ်။ဆရာဝန်စကားကြောက်နီးပြားကဒါဆိုရင်ကစားဖို့ရောဆရာဘယ်လိုလုပ်ရမလဲ။ဒူအစ်စ်လွဲမှာတော့တလားနှစ်လားလောက် ကျွန်တော်ကိုဒီနိုင်လေးအငြိပေးမှာဖြစ်မှာပြင်းထန်တဲ့လှုပ်ရှားမှုတွေလုံးလို့မရအောင်နော်။ဆောင်းလေဒီစကားကြတော့ဟိုအဲ့အဲ့လိုအဲ့လိုလုံးလုံးအဖြစ်သေးဘူးဆရာရဲ့။သမီးပြိုင်ဝန်းဝင်ချင်းကြီးရဲ့။ကိုညီမနော်ဆရာ။သမီးဆေးတောင်ဆိုလဲတောက်ပါမယ်။ဟိုဆေးတို့ဆိုလဲထိုးပါမယ်။ပြိုင်ဖွဲ့တော့ပြိုင်မရစေနော်။ဆရာဝန်ကတက်ပြင်းချာကြီး။မရဘူး။ဆေးတော်မှာကြက်ကဲပြောင်စီပဲကျွန်တော်ပေးလို့ရမှာ။ဆေးရုံသွားတာအကောင်းဆုံးပဲ။ဒါပေမဲ့အရင်လိုနှုတ်လို့ရှာရှာပြန်လုပ်မယ်ဆိုရင်တော့ဘာတိရောက်မှုမှရှိမှာမဟုတ်ဘူးနော်။ နောက်ဆုံးတသက်လုံးလမ်းမလျှောက်နိုင်တာဒီဖြစ်သွားလိမ့်မှာဒီစကားလေးကြောင့်ဆောင်းမတယောက်ထိတ်လန့်သွားပြီးမျက်ရည်တွေပိုပိုပြီးကျလာ၏နီးပြောင်အာကိုတကြီးနဲ့မော့ကြည့်ကုညီမအောင် နီးပြရဲ့သမီးပြန်ဝဲပြိုင်ခြင်းသေးလို့ပါနီးပြခင်ဗျာမှလည်းဆောင်းကိုတနားယုံကလွှဲပြီးဘာမှမတတ်နိုင်ဘူးဖြစ်နေရပါအဲ့ဒီချိန်မှာပဲမိဝိုင်းနဲ့တူဘိုးတို့နှစ်ယောက်ကစီကန်းနဲ့ဝင်လာ၏ဆောင်းမငုံနေရတွေ့တော့မိဝိုင်းကဟဲ့ဆောင် ။ဘာဘာဖြစ်လို့ငိုနေရလဲ။မြွိုင်းငါငါပြိုင်မွင့်လို့မရတော့ဘူးတဲ့။ငါချစ်တော့လှုပ်ရှားလို့မရတော့ဘူး။ပြိုင်မွင့်မှုငါတလောက်စူးစမ်းထားခဲ့တဲ့ဟာ။အခုတော့အကုန်လုံးတဲတဲ့ရင်သူဖြစ်နေပြီဟာ။ဒါကြောင့်ကျွန်တော်ပြောတယ်။လေးချင်းနဲ့ခါကြရင်ဘာမှမဝေးပြီးကစားပါလို့။ထမိန်နီရတုတ်တော့လေးချင်းကအဆင်မပြေဘူး။စာအုပ်ကတော့တငိုတဲ့ငိုနေရဆိုတော့မြွိုင်းလေးသူငယ်ချင်းကိုကြည့်ပြီးအဆင်မကောင်းဖြစ်နေရော်တယ်။ ဒီချိန်ကျမှဘသူ့ကိုသွားစားထုတ်ရမလဲမသိဘူး။ဒီလိုပုံစံဆိုရင်တော့မိချမ်းလေးပြန်ဝင်ဝင်လို့ရတော့မှာမဟုတ်ဘူး။ဒီစကားကြောင့်ဆောင်ကသူ့ကြောင့်မိချမ်းမှထိခိုက်မှာဆိုတာနဲ့ဟိုမိမိချမ်းလေးပြန်လို့မရတော့ဘူး။ဟုတ်လားယင်းဒီပြ။ဟုတ်တယ်လေ။ပြန်မဲ့မရှိမှာတော့သူ့ဘလို့ပြန်မလဲဆောင်ရဲ့။ဒီစကားကြောင့်ဆောင်ကမိဝိုင်းဘက်ကိုလှည့်လိုက်တယ်။မိဝိုင်းနင်ကကိုကြီးပါဦးဟာ။ငါကြောင့်မိချမ်းကမနစ်နာစေချင်ဘူး။ နေငါအစားဝင်မြိုင်ပေးပါဟာနောမီဝိုင်ဟမ်ဟင်ငါပြန်ရမယ်ဟုတ်လားငါမမစော့တက်ပဲနေဖို့သူ့အနေစော့နေရငါမြင်ဘူးလေအဲ့အတိုင်းဆိုရင်ရပါတယ်ဒီကနေပြအကုန်သိမင်းမှာအပြိုင်မင်းဆိုရင်တော့အမအကုန်သိမင်းမှာပါပြိုင်ချင်တဲ့စိတ်နဲ့စူးစမ်းချင်တဲ့စိတ်ရှိရင်ရပြီပဲလို့ပါဟာမင်းဝေစားပြီးပါနော်မိဝိုင်းလေးညီရခက်နေရနဲ့တုပ်ပုံးကိုကြည့်လိုက်တယ်မင်းတဘောပဲမိဝိုင်းမင်းပြန်ပြန်လေငါတို့ကတော့အားပေးဖို့အစင်းနေမယ်အေး ငါဆိုင်မယ်မိမမင်းအဲ့တော့တော့နေမငွားတော့ဘူးနော်အများဆုံးတက်တာအောင်လို့တိလာစောက်အေးပါဟာကျေးဇူးတင်ပါတယ်မိမရဲ့ကျေးဇူးတင်ပါတယ်ဒီလိုနဲ့မိမိုင်းတယောက်ကတော့ပြန်မဝင်ဖို့အတွက်ဆုံးပြချက်ခိုင်မှချလိုက်ကြော်ရင်အဲ့လိုနဲ့ကျောင်းဘေးရဲ့တရက်မှာမိမိုင်းတယောက်ဘောင်းမီတို့နဲ့စက်တောင်ရိုင်းလေးချက်လာအဲ့ဒီအချိန်မိချမ်းရောက်လာပြီးဟဲ့မိမိုင်း ။နင်ကဘာလုပ်နေရလဲ။ဒီနေ့ကြောင်းမရက်လေ။သိရင်လေငါလေးချင်နေတာဘာဖြစ်လို့လဲ။ဟမ်။နင်ကဘာဖြစ်လို့လေးချင်နေရလဲ။မဟုတ်မှလည်းရောစောင်းနေရမှာအစောင်းဝင်နေသူဆိုတာနင်လား။ဟမ်ဟုတ်တယ်လေ။ငါပဲဟိုကြောင်းမွေးကြာနင်နဲ့ငါပြန်ရမှာ။ဒီစကားလေးကြားရောမိချမ်းတယောက်ထူပူသွားတယ်။မိမိုင်းကတော့အဲ့ဒါကိုမသိပဲသူ့ဟာနေသူတယောက်တည်းစက်တောင်းအပေါ်မြောင်းလိုက်ဖမ်းလိုက်လေးချင်နေခဲ့တာပါတောင်းနောက်ကြတော့မိမိုင်းကဟဲ့ငါတို့ကစားကြဆိုလी အမရေတောင်ကစားနေကြပြီ။မိချင်းကလည်းမစော့ချင်စော့ချင်နေ။အော်အေးအေးဒီလိုနဲ့သူတို့တတိစပြီးလေ့ကျင့်ကြရင်မိချင်းစိတ်ထဲမှာတော့ဘာလို့မိဝိုင်းမှဖြစ်ရလဲ။အမေအားဆိုငါနဲ့သူ့ကိုမြင်နေရှင်းပြီးပြောနေတာစိတ်ညစ်ပါတယ်။သူနဲ့ပြိုင်မိရှုံရင်ငါ့ကိုအမေရတော့လေ။ပြောလို့ပြီးမှတော့မဟုတ်ဘူး။သူအဲ့လိုတွေးနေတော့မိဝိုင်းရလိုက်တဲ့စက်တောင်ကသူ့ကိုတွားမယ်နေ။မိချင်းလည်းရုတ်တရက်ဆိုတော့လန့်သွားတယ်။အာနားလိုက်တာ။ အစကလေးကမိဘိုင်းကိုကြည့်မရတာဆိုတော့ဟဲ့နင်ကဘာလို့ကြက်တောင်နဲ့ပေါက်တာလဲဟာမမပေါက်ပါဘူးငါနေ့ကကြက်တောင်နှမ်းပေးရလीနေပြန်မြလို့ထီသွားတာပေါ့ဟာအဲ့ဒီရဲ့ချင်းနီးပြရောက်လာတယ်ဘာဖြစ်နေကြာလဲစကားမများကြနဲ့နော်တေချာလေးချင်းကြပြန်ပွဲရအနာကက်နေပြီစူးစမ်းပြီးလုပ်ကြမယ်ဒီတော့မှမိချမ်းလေးပြဿနာမရှာတော့ပဲဆက်လီချင်းမိချမ်းစိတ်ထဲမှာတော့ကြက်တောင်ရိုက်နေနေနဲ့ ငါဘာလို့ရမှာလဲမိဝိုင်းကိုဝင်းမပြနိုင်အောင်ဘလို့တားရမှာလဲအိမ်နောက်တော့စာအုပ်တုံးကတိုင်လို့ဖို့အတွက်အကြံရသွားတယ်အေးဟုတ်တယ်အဲ့လိုပဲလုပ်ရမယ်ဒါလုံးနဲ့စာအုပ်တုံးကလည်းပဲမိုးထမြင်အောင်ရိုက်တယ်ဒါမှမဟုတ်မိဝိုင်းကတော့စာအုပ်နဲ့မတူဘူးမိချမ်းဖြစ်တဲ့စက်တောင်တိုင်းကိုပြင်းရင်နိုင်နေခဲ့တာပါဒါကိုအဝေးကနေကြည့်နေရင်မိပြရောက်လာတယ်မာလီမိချမ်းစက်တောင်အဲ့လောက်မြင့်မပေးအောင်လေ သူစည်းကမ်းတဲ့သူသတ်မှတ်ထားရှိသတ်မှတ်ထားတဲ့အမြင့်ပေးတဲ့ကြောင့်ပြစ်ပေးတဲ့သူကအမှတ်လျှော့မှာနော်အဲ့လိုပြောပြီးထွက်သွားတာဆိုတော့မိချမ်းလေးနောက်တစ်ချိန်ကြံစီလာကမအောင်မြင်သွားခဲ့ပါဘူးဒီလိုနဲ့ခဏနေရောနီးပြားကကဲကဲခဏနာမေထမင်းစားရေတောင်းလို့ကြနင်းလေကြမှာပြန်ဆမေဒါနဲ့အာလုံးကိုစုနေကို ခမ်းမာရီကနေထွက်သွားကြ යි မိဝိုင်းတို့တမင်းစားနားနေတော့ဖိုတိုတို့တွေက မြို့ဝိုင်းကစားတာကိုအားပေးဖို့အတွက်အားကစားခန်းမတွေရောက်နေကြတယ်။ဒီမြို့ဝိုင်းမှလည်းဘယောက်နေလဲမသိဘူး။သူကစားတာကြည့်ကျင်ပါလေဆိုပူကွာပူကွာနဲ့အတော်ရှည်ရမှာကွာတိလား။မြို့ဝိုင်းကမပူကွာဘူးကွာမင်းရနေရှေ့ပါလေ။ဘာလဲတိလား။ရှာရှာ။ဒါလုံးနဲ့သူတို့ကြီးကြီးပြောပြီးရှင်နေတော့အိမ်သာဘက်ကနေမိချမ်းပြေးလာတာကိုမြင်လိုက်ရတယ်။ဟဲ့မိချမ်းဘာလို့ပြေးလာတာလဲ။ချော်လဲပြီးစက်တော်မရိုက်နိုင်ဘူးနေအောင်မှာ။မိချမ်းကတော့ဘာမှမပြောဘဲ စစ်တောင်ရိုက်တဲ့နေရာကိုရှောက်သွားရင်ခဏနေတော့မိဝိုင်းတယောက်ခမ်းမာတွေကိုရှောက်လာရင်မိဝိုင်းလေးဖိုးတူးတို့ကိုမြင်တော့ဟဲ့နင်တို့လာကြည့်ရလားဒါဘောကနင်တို့ကမကစားညသည်မလားကစားတော့မှာရဲ့ပွဲကနောက်တစ်ပတ်ဆိုတော့ငါတို့နားချိန်တော့သိမရအောင်အခုတောင်ရေတောက်နားလို့ရအောင်ခဏဆင့်မိတယ်အေးပါအေးပါတေးချကစားငါတို့အားပေးနေမယ်ဒါနဲ့မိဝိုင်းလေးပြောပြီးတော့မိချမ်းရှိရဲ့နားကိုထွက်သွားတယ်အိမ်တော်တော့နားချိန်ပြည့်သွားပြီမို့အာနုံကနေရာတည်တည်ယူပြီးစကစားကြတယ်။ အဲ့လိုကနေညနေဆောင်တော့အိမ်တီးတီးပြန်သွားကြပြီမိချမ်းလေးသူ့အိမ်ကိုသူပြန်လာခဲ့တယ်မိချမ်းကတော့ကစားရတာကိုမပြောတော့တာဆိုတော့နန်းကြည့်နေရပါမမေးတမင်းပြန်အောင်ပြီနော်အာမရှိအမရှိနဲ့သူ့အမေကိုပြန်အောင်ပြီဆိုတဲ့အကြောင်းပြောတယ်သူ့အမေကတမင်းဒီခဏလောင်မမေးပြောစရာရှိဟုတ်မမေးပြောပါအင်းပြန်မွေးရပဲတော့လေတမင်းဘယ်နေ့ပြန်ရမှာလဲနောက်တစ်ပတ်နေမမေးအင်းဟုတ်ပြီ မမီပြောတာကိုသေချာနားထောင်နော်ကစားရမှာဘလို့ပဲရှုံရှုံပြန်ဝင်းမှနိုင်တာပဲမေ့လို့ခြင်းနေကြာလာသမီးဟုတ်သမီးစူးစမ်းနေပါလေမမီอืมဟိုသမီးနဲ့ပြန်မေးစာအုပ်ကတိတ်ပြီးသမီးလာမြင့်နေမရအောင်လို့ကြားတယ်အဲ့ဒါဟုတ်လားဟိုအဲအဲအဲ့ဒါအခု तू မပြိုင်တော့ဘူးမမီဟမ်ဘာလို့ तू ကမပြိုင်တော့တာလဲဟိုတနေ့ကဒုတိသွားလို့ तू မပြိုင်တော့ဘူးအခုသူ့နေရာမှာမိဝိုင်းပြိုင်မှာမိဝိုင်းဆိုတဲ့နာမည်ကြောင့် ဒါဆိုရင်တော့တမိနိုင်ငုံနိုင်မှ ဖြစ်တော်မှာနော်။တေချာအယုံစိုက်ပြီးရိုက်။မမိရှုံးလာတယ်ဆိုတော့မကြားချင်ကြာလာ။နေချမ်းကမလုံမရှက်လုံနေရနဲ့။မိချမ်းမိယာစိတ်မရှိဘူး။မမိပြောနေရကြာလာတမိ။မမိမေးနေရလေ။ဟုတ်ကြာကြားပါလေ။အေးဟုတ်ပြီ။မမိပြောမှဒီလောက်ပဲ။သွားတော့။မိချမ်းရှင်နေမှာတော့သူ့အမိကသူ့ကိုအားပေးစကားရည်လို့တခုမှမပြောဘဲအနိုင်ရဖို့ကြည်ပြားပေးနေရဆိုတော့ င်မန်းနေခဲ့တယ်။ဒီလိုနဲ့တပတ်ကြော်ကြော်လောက်အလုံးသေးချာလေးကျင့်ပြီးပြန်မဝင်ရတဲ့နေ့ကိုရောက်လာခဲ့တယ်။ဟာနောက်ဆုံးတော့ပြန်ရမယ့်နေ့ကိုရောက်လာပြီ။ဘိုးတို့တွေကမိမိုင်းအားကစားမောင်မီနဲ့ဖြစ်နေအောင်ဆိုတော့ပျော်စီစီနဲ့ကြည်နေကြတယ်။ဒါအောင်ပြီးတော့မိမိုင်းကဟဲ့နင်တို့ဘာပြောနေလဲဆိုတော့ငါသိရနော်။ငါလည်းနေရတာနည်းနည်းတော့တမျိုးဖြစ်တယ်ဟာ။ အမြင်နဲ့ထမိန်ပဲဝင့်နေကြဆိုတော့လေ။ဟိုကြည့်ရအချင်းမိပါတယ်ဟာ။နိုင်ငံသားမှလည်းဒီလိုဝေးကြတာပဲဟာ။ငါမနေ့ကအင်တာနက်ပေါ်မှာရှာကြည့်လိုက်သေး။အဲ့ဒီအချိန်ကပေကမိဝိုင်းလွယ်ထားတဲ့စက်တောင်ရိုက်တန်ပါတဲ့အိတ်ကိုကြည့်။အဲ့ဒီအချိန်ငါတို့ပေးသားဆက်မှာဟာ။အလကားကနေအလေးခံပြီးတဲနေတာ။မဟုတ်ဘူးဟာ။ငါလည်းဘယ်နှထားရမယ်မသိရနဲ့လွယ်ထားတာ။နင်ကမင်းဆိုရင်လည်းနင့်ပေးသားလိုက်မယ်လေအဲ့ဒီအချိန်ကြီးကမိဝိုင်းကို တနေရာကနေလက်ပြမီလန်ခေါ်လိဒါအောင်မြင်တော့မိဝိုင်းကဟဲ့ခမနီးပြခေါ်နေလို့ငါသွားလိုက်ဦးမယ်နော်အပတ်တံကိုတေးချကြည့်တာနော်ကျိုးလာပေးတာအမြင့်စင်နဲ့ကြာလာစိတ်ချာစမ်းမှာဟာနင်းရလေငပိတ်လက်ထဲရှိရဲ့ပစ္စည်းဘာဖြစ်တာများကြားဘူးလို့လေဒီလိုနဲ့ငပိတ်လဲတေးချာရီအာမခံပြီးဗတ်တံကိုယူထားလိုက်ပြီအဲ့ဒီရဲ့ချင်းခမ်းမရဲရောက်နေရဲ့မိချမ်းကမိဝိုင်းသူ့ဗတ်တံကိုငပိတ်ပေးလိုက်တာကိုမြင်သွားခဲ့တယ်အနိုင်ရဖို့ငါဘာဖြစ်လို့လုပ်ရမှာ ဒါမှမမေကငါ့အတွက်ချီကျူးပြီးတော့ဂုဏ်ယူနေမှာမိချမ်းစိတ်ထဲမှာတော့သူ့အမေစီမှာချီကျူးခံရဖို့ကသာအဓိကဖြစ်နေပြီးဘယ်ဟာကိုမှကောင်းနေမရှိလောက်ဖြစ်နေခဲ့တော့တာမှာအဲ့လိုကနေငပိတ်စီကိုရောက်လာတယ်ဟဲ့ငပိတ်အဲ့ဒါမိဝိုင်းပတ်တန်အိမ်မလားငါ့အောင်ပေးလိုက်တော့မိပြငါတို့ကစားမခေါ်နေပြီအဲ့ဒါမိဝိုင်းကယူခိုင်းလိုက်လို့ငါလာယူလာဟုတ်လို့လားခုနကမှသူ့ထွက်သွားတာပါဟာအသေးစားပါလေဆိုငါနိုင်စရာလား လှုပ်ဟာမြင်မြင်တော်ကြာတော့ယူခန်းလေးတင်ငါမကြနေငါ့ဝါစုနေမှာငပိန်ကအင်တီတီနဲ့ဖြစ်နေရနေဆိုတော့ဖို့ထူပါဟင်ဘာလို့နေရလဲပေးလိုက်လေကွာမင်းရလေတော်ကြာပြန်မွေးမဝင်ခင်အစုခန်းနေရအောင်မယ်အေးဖို့ထူမေးပေးခိုင်းတာနော်တကူဆိုရင်မင်းမယ်ဒါနဲ့ငပိန်လဲမိချမ်းကိုဗတ်တန်ရင်ပေးလိုက်ကြည့်ဖို့ထူကတော့ဘာတကူဖြစ်မှမလို့လေဒီကောင်ငပိန်ကတော့တွေးပူနေတာ ။ဒါပေမဲ့လည်းငပိတ်စိတ်တင်မှာတော့တကွကွဘုံရင်မကြဖြစ်နေရပါ။ဒီလိုနဲ့တောင်းကြမှာပွဲစားတော့မှာဆိုတော့ကစားသမားတွေအားလုံးနေရာတိတိယူလိုက်ကြ යි ။မိကျန်ကတော့စိတ်ထဲမှာနင်းတော့သွားပြီပဲမိဝိုင်း။ဒီနေ့ပွဲကတော့ငားနိုင်မယ်။ငားအမီစီမှာငါချီကျုခံရတော့မှာ။အဲဒီလိုနဲ့ပြိုင်ကြတော့မှာမို့အားလုံးကဗတ်တန်အီဒီယာနေဗတ်တန်ကိုစီထုံလိုက်ကြ යි ။ အဲ့ဒီမှာတော့မိဝိုင်းဘတ်တန်ကအကောင်းတိုင်းဖြစ်နေအောင်ဆိုတော့မိကျန်လေးကြောင်သွားတယ်ဟမ်ဘလို့ဖြစ်တာလဲငါကိုခုနလေးကမှကကြေးရင်နဲ့ကိုက်ဖြက်လာတာပါဘာလို့အကောင်းတိုင်းဖြစ်နေရလဲမိကျန်တွေးနေရတွေကိုမသိတဲ့မိဝိုင်းကတော့သူ့အနေသူ့အလုံများနေခဲ့တယ်အဲ့နောက်တော့ဒိုင်လူကြီးဘက်ကနေဝီစီကိုမှုန့်လိုက်တာဆိုတော့ကစားသမားတွေအားလုံးစတင်ပြီးကစားကြရတော့တယ်မိကျန်ကတော့စိတ်ထဲမှာ ငါရှုံးတော့မေးဘယ်လိုလုပ်ရမလဲဒီပုံတိုင်းဆိုငါမိဝိုင်းကိုမနိုင်နိုင်ငါကြိုက်ပြတ်ထားတာကိုဘယ်လိုဖြစ်ပြီးတော့အကောင်တိုင်းဖြစ်နေရလဲအဲ့ဒီအချိန်အာဘိနေရဲ့သူတွေကြားမှာထိုင်နေတဲ့သူ့အမိကိုမြင်လိုက်ရတာဆိုတော့လက်မီမိချမ်းအယုံကြီးပြန်စုစည်းသွားတယ်မဟုတ်ဘူးငါအယုံစုစည်းရမယ်တကယ်ဆိုငါကမိဝိုင်းထက် training နေအများကြီးလုပ်လာတာငါနိုင်မယ်ဒလုံနဲ့ပြန်ပြီးလေ့ကျင့်ထားတဲ့အတိုင်းရှိုက်တော်တယ် ဒီတော့မှကြက်တောင်ကလေးပြေးုံများပြီးရိုက်လိုကောင်းနေခဲ့တာပါအဲ့ဒီရဲ့ချင်းအာပေးရဲ့ဒရီเจ้าမှရှိနေတဲ့ငပိန်ကဒစုံတစ်ခုကိုတွင်းနေခဲ့တယ်အဲ့တော့မိချန်ခொနဲ့ကခမ်းမအပြင်မှာမိဝိုင်းပတ်တံကိုကက်ကြီးရီနဲ့ရဆံမရှိအောင်ကိုက်ဖြတ်နေရကိုပါဒီပတ်တံမရှိမှငားနိုင်မှာနေရှုံးမှရှုံးစီရမယ်မိဝိုင်းဒီဘွဲကငါပွဲပဲငါအတွက်အောင်ပွဲပဲဖြစ်ရမှာ အဲ့လိုပြောပြီးစုပ်ပြက်နေတဲ့ဗတ်တန်ရဲ့လက်ကင်ကိုပါရိုက်ချိုးပစ်နေခဲ့တယ်။ဒါကမသိငါလို့အနောက်ကလိုက်ကြည့်နေရင်ငပင်ရမြင်သွားတယ်။ငါထင်နေငါထင်တဲ့အတိုင်းပဲ။ဒလုံနဲ့စိတ်ကြိုက်ဖြစ်စီပြီးတော့လက်စာဖြောက်ချင်တာနဲ့ဗတ်တန်စုပ်ပြီးယူပြီးထွက်သွားချိန်မှာငပင်ကအဖြစ်သေးပါဘူး။ငါကိုကြက်ချင်းဗတ်တန်အသေးတော့ဝင်မှာဖြစ်မှာ။မဟုတ်ရင်မိဝိုင်းပွဲမစားခင်နေရစိတ်တဲကြသွားလိမ့်မယ်။ ။ဒါနဲ့ရွာလေးကိုပြေးလာတော့ပြီးဗတ်တန်အသေးကိုတောင်းဝင်တော့တယ်။ဒါကြောင့်အခုချိန်မှာတော့မိပိုင်းတယောက်ဗတ်တန်အသေးနဲ့ကြက်တောင်ရိုက်နေရတော့တာပါ။အိမ်နောက်တော့ပွဲပြီးသွားခဲ့ပြီးဒိုင်းလူကြီးကအနိုင်ရရှိသူမိဝိုင်းဒလုံးနဲ့မိဝိုင်းတယောက်အငယ်တန်းစီကြက်တောင်ရိုက်ခွေးမှာ အနိုင်ရရှိသူတယောက်ဖြစ်သွားတယ်မိဝိုင်းကတော့ရရှိတဲ့စုကိုဂိုင်ပြီးစိတ်ထင်းမှာ ။စောင်းရီငါနေအတွက်ဒီစုကိုယူနိုင်ခဲ့ပြီ။မိချမ်းကတော့သူ့ရှုံးသားခဲ့တာအတွက် အပိတဲ့သူတွေကြောင့်သူ့အမိမျက်နှာကိုပဲကြည့်ပြီးကြောင်းလက်နေခဲ့တော်တယ်။